ဘုဒ္ဓတော်ဟူရင်းရဲ့အကျိုးပေးတဲ့အနေနဲ့ဘုရားသခင်သုံးတော်မူရာဟန္တာဝရီဆိုတဲ့နေပြည်တော်ကြီးမှာအမြဲတမ်းချမ်းသာကြွယ်ဝတဲ့တထေသမီးလာဖြစ်တယ်ဒီလူဖြစ်ရတာဟာလူတွေရဲ့အကျင့်စရိုက်ဝါဒနာစိတ်နေစိတ်ထားနဲ့လေသက်ဆိုင်အမတ်တမဲ့ ရည်ရချက်မရှိဘဲနဲ့ဒီလိုဖြစ်တာတော့မဟုတ်ဘူး။ तू ဟာလူမှုတမ်းမှုဝါသနာပါတယ်စိတ်ကောင်းနှလုံးကောင်းထားတယ်အများကိုကူညီတယ်ဆိုတဲ့သူ့ရဲ့ဘဝတလျှောက်လုံးမှာပါရမီဆိုတဲ့လိုရကလေးတွေတော့ရှိခဲ့မှာ။ဘာဖြစ်လို့လဲဆိုရင်မြတ်စွာဘုရားကချမ်းသာတဲ့ဘဝဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တိုင်းဟာဒါနပါရမီရှိလို့ဖြစ်တာပဲ။ဒါနကောင်းမှုရှိခဲ့ကြတဲ့ပုဂ္ဂိုလ်တွေ ေးစားစရာတောက်စရာမရှိနေစရာမရှိအောင်အလွန်ဆင်းရဲတဲ့ပုံစံမျိုးတွေလည်းရှိသူတို့တွားကြည့်ရင်လူမှုတန်းဖို့ဆိုတာလည်းခေါင်းထဲကိုထည့်မစင်စားရတဲ့ပုံစံမျိုးတွေဖြစ်တတ်တယ်အေးဘတ်တာကုန်နလခေတာထေရီမရဲ့လောင်းလျာလေးဟာငုံခဲ့တဲ့ကဘာတသိန်းကဟန္တာဝတီမြို့တော်မှာထေသမီးလေးဖြစ်တယ်ဖြစ်လာတဲ့အခါကျတော့ဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားပွင့်လာလို့ ထိုနေပြည်တော်ကြီးမှာမကြာခဏတရားပွဲကြီးတွေကျင်းပလို့တရားဟောတရားဟောတဲ့အခါကျတော့သွားပြီးတော့ဒီမျိုးသမီးလေးကသွားတရားနာတရားနာတဲ့အခါကျတော့သရစိတ်တွေထပ်ပြီးတော့ဖြစ်တယ်ဓမ္မန္တာပဲဒီကနေ့ခေတ်မှာလည်းပဲတရားနာလို့ရှိရင်သရစိတ်ဖြစ်လာအတိညာဉ်တွေဖြစ်လာတယ်သရတွေဖြစ်လာတယ် မနာခင်ကတဏှာတို့အတိညာတို့တိတ်ဖြစ်ချင်ဖြစ်အဲ့တော့တရားနာလိုက်တဲ့အခါအတိညာတွေတို့တဏှာဆွမ်းအားတွေဖြစ်လာတဲ့အခါကျတော့မြတ်စွာဘုရားကိုကိုးကွယ်တဲ့အဆင့်ရောက်တာအစားတော့ကတော့ဘုရားတရားဟောတယ်ဆိုလို့သွားနာတာပဲသွားနာရင်ကနေပြီးတော့တရားနာရတဲ့အခါမှာတရားတွေပညာဆွမ်းအားတွေတက်လာတော့ဘုရားကိုကိုးကွယ်စိတ်ကတဲ့ပုဂ္ဂိုလ်ဖြစ်ရောက်ရှိတာလေတဲ့ အဲ့လိုရောက်ရှိလာတဲ့အခါကျတော့ဘုရားတရားကို မကြမ်းမကြမ်းနာဖြစ်တယ်ပေါ့တက်တန်းကလည်းလွန်ရှိဘုရားတရားမကြမ်းမကြမ်းနာဖြစ်တဲ့အခါဒီနေ့တော့မြတ်စွာဘုရားကပရိသတ်ရဲ့အလဲမှာဘိက္ခုနီမှာတဦးကို ခိပ္ပါဗိညာအာလိပြောလိုက်ပြောလိုက်တရားဓမ္မနဲ့ပတ်သက်လို့ရှိရင် အလင်းအမြန်းကိုသဘောပေါက်နားလည်သွားတာအတိညာဟာတိတ်ညံနေဆိုတဲ့နေရာမှာထူးချွန်တဲ့အမျိုးသမီးဘိက္ခုနီတဦးကိုဣတရက်ပွဲတို့ဖြင့်ချီးကျူးမြှောက်စားနေတာကိုသူတို့တွေ့ရတယ်ခိတ်ပါဘိညာခိတ်ပါဆိုတာအလွန်လင်းမြန်တဲ့အဘိညာအတိညာရှိတယ်မှန်တယ်ညံဆိုတာမတူဘူး တချို့ပုဂ္ဂိုလ်တွေကအတော်လေးစဉ်းစားမှသိတချို့ပုဂ္ဂိုလ်ကျတော့နည်းနည်းလေးမဟာလိုက်နဲ့တထွာပြတထောင်မြင်ဆိုတာကကိုယ်ဝန်ကဉာဏ်ကရှေ့တခါလဲဖြည့်တက်သွားတယ်နော်အမြဲတမ်းထက်မြက်တဲ့ဉာဏ်ပညာတွေရှင်သာရိပုတ္တရာတို့ကြည့်ရှင်အတ္တစီကစကားခံတယ်သူခုမှသာသနာပေါ်ရောက်တာမကြသေးဘူးတဲ့ရသော်ဘုရားဝါဒအောင်သူကုံမသိဘူးကုံမပြောနိုင်ဘူးတဲ့ ဆိုတော့ရှင်သာရိပုတ္တရာအလောင်းကဘာပြောတော့အဋ္ဌိပင်ကလေးပဲပြောပါတဲ့စကလုံးနေများတာသိပြီတန်ဖိုးမရှိပါဘူးချင်းချင်းလေးပြောပါတဲ့သူနားလည်ပါပြောတာချင်းချင်းလေးပြောတာရေဓမာဟိတုပ္ပဘောဒေသဟိတုတထာဝတ္တအကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့တရားတွေရဲ့အကြောင်းတရားကိုခရဟောတယ်ဆိုတာဒါလေးပြောလိုက်တာပဲသဘောပေါက်သွားတာသင်္ခါရတရားတွေဆိုတာ ြောင်းတရားကြောင့်ဖြစ်တာလို့ကြည့်မယ်။အဲ့ဒီအကြောင်းတရားတွေကရဲ့အကြောင်းဆိုတာဘာဆိုတာကိုမြတ်စွာဘုရားဟောတယ်လို့အကြောင်းနဲ့အကျိုးပြောလိုက်တာနဲ့ပဲသူကရှင်းငနဲ့သွားတာအကုန်လုံးမြင်သွားတာ။ဉာဏ်ထက်တာပြောတာနော်။ဂါထာဆိုတာ၄ပါးလေးရှိတဲ့ဂါထာတစ်ပုဒ်ကိုနှစ်ပါးလေးနဲ့တည်းပဲအသိဉာဏ်ရတာ။အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုဥက္ကဋ္ဌတင်ယူလို့ခေါ်တယ်။ ြောလိုက်တာလေးနဲ့ပဲအထူးချုပ်ကလေးပြောလိုက်တာတခွန်းတော့ပြောလိုက်တာနဲ့ပဲသဘောပေါက်သွားတယ်ကို။ဟေးဒီမျိုးသမီးရမယ်ခိတ်ပါပညာအလွန်ကိုထက်မြက်လင်မြန်တဲ့အသိဉာဏ်ရှိတဲ့နေရာမှာတော့ထိတ်တန်းပါပဲလို့ဧတတဆိုတာဧတအက္ခသူအသာဆုံးလို့ပြောတာဒီဘေကုဏီမာသည်ခိတ်ပါပညာအသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ် လင်မြန်တဲ့ပုံကိုယ်တွေထဲမှာအသာဆုံးပဲလို့ဒီလိုချီးကျူးမြောက်စားတာကိုခုနတထေသမီးလေးရစိတ်ထဲမှာသိကိုအားကြတာလူဆိုတာကိုအားကြခြင်းမှာအားကြတာနော်အကုန်လုံးအားကြတာမဟုတ်ဘူးကို့ဝါသနာနဲ့ကို့အကြိုက်နဲ့တွေ့တဲ့အခါမှာအားကြတာကို့ဝါသနာကို့စိတ်ရိုက်ကို့အကြိုက်နဲ့တွေ့ပြီဆိုလို့ရှိရင်အဲ့ဒါမျိုးဖြစ်ချင်လိုက်တာ နှုံးကိုအားကြအဲ့ဒါနဲ့ကုသိုလ်ကောင်းမှုတွေလုပ်တယ်ဒါနကောင်းမှုတွေလုပ်တယ်ဘုရားမှုရှိတဲ့တန်ခါတွေပြင့်တယ်စိတ်ထဲမှာဒါလေးပဲဆွဲပြီးတော့အဲ့ဒီဘိက္ခုနီမလို့ဟာမျိုးဖြစ်ချင်တယ်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ဘုရားရှိခိုးလူတန်းတဲ့အခါစုပန်လိုက်တဲ့အရှင်ဘုရားတပည့်တော်လှူရတဲ့ကုသိုလ်ကောင်းမှုတွေဟာဟိုတနေ့က ခိပ္ပဗေညအရာမှာထူးချွန်ထက်မြက်တဲ့ဘိက္ခုနီမလို့တပည့်တော်ဖြစ်ပြရစီဖြစ်ချင်လိုက်တာဗျာအဲ့ဒါအတွက်တပည့်တော်ဖြစ်ပြရစီပါသူစေတနာစွမ်းအားတွေကလည်းလွန်ထက်တယ်အလူခံတဲ့ပုဂ္ဂိုလ်တွေကလည်းဘုရားနဲ့ယဟန္တာတွေဆိုသူကုသိုလ်ကောင်းမှုပါအမြဲတမ်းအောင်မြင်နေဖြစ်ထွန်းတယ်လို့ပြောရမှာ ကြောင်းချင်းဆိုတာမတူဘူးနော်ဆိုပါစို့ညီကလည်းကောင်းတယ်မိုးကလည်းမှန်မှန်ရွာတယ်တိနံကလည်းအောင်တယ်ဆိုလို့ရှိရင်အများကြီးဖြစ်ထွန်းသွားတာအကြောင်းကျိုးတွေကိုက်ညီသွားတာပြောတာနော်အတိနံကတော့ကောင်းပါရဲ့မိုးကခေါင်းအတိနံကတော့ကောင်းပါရဲ့မြေကညံ့သုံးခုစလုံးမဆုံးမိဘူးဆိုလို့ရှိရင် မျိုးစေ့ကထွက်ပေါ်လာတဲ့အပင်ဟာထွားထွားချိုင်ချိုင်ရှင်းရှင်းတန်းတန်းဒါမျိုးဖြစ်မှာမဟုတ်ဘူး။ဟောဒီမျိုးသမီးကြတော့ကြည့်လေသူ့ရဲ့စေရနာစွမ်းအားတွေကလည်းသိထက်တယ်။အလူခံတဲ့ပုဂ္ဂိုလ်ကလည်းတကယ်ဖရားနဲ့ယဟန်လေး။စေရနာနဲ့စွမ်းအားထက်ဖရားစွမ်းအားထက်တာသူ့ရဲ့မျိုးစေ့နဲ့အလားတရာတူတဲ့စေရနာစွမ်းအားတွေကထက်တယ်။မြေနဲ့အလားတရာတူတဲ့မြတ်စွာဘုရား တန်ဃာတွေရဲ့ဂုံကျေးဇူးကလည်းနှွန်ကြီးပါလေအဲ့ဒါတွေပေါင်းစားလိုက်တဲ့အခါကျတော့တချိန်တစ်ခါပဲလှုပ်လိုက်တာပဲဖြစ်စေဒီကုသိုလ်ကောင်းမှုရဲ့ဆွမ်းသက်ပြီးအမတန်မှထက်မြက်တယ်ဒါတကယ့်ကိုယုတ်တိရှိတယ်အဲ့ဒါကြောင့်မို့သူကိုယ်တိုင်ပြောပြတာသူလှုပ်ခဲ့တဲ့ကုသိုလ်စေရနာဆွမ်းအားတွေဆန္ဒဆွမ်းအားဆန္ဒဆိုတာလည်းပါတယ်နော် ဖြစ်ခြင်းတဲ့ဆန္ဒဟာလည်းစွမ်းအားတစ်ခုပဲဒါမို့ဆန္ဒကိုအဓိပတိလို့လည်းဟောတယ်အဋ္ဌိပါဒလို့လည်းဟောတယ်အဓိပတိဆိုတာနှမိုးကြီးဆိုတာအဋ္ဌိပါဒဆိုတာပြီးစီအောင်မြင်ခြင်းရဲ့အကြောင်းတရားလို့ဒီလိုဟောတာစေတနာပဏိတိဟိစသူလုံးလိုက်တဲ့ကံတရားကုသိုလ်ကံနေသူလုံးလိုက်တဲ့စေတနာစွမ်းအား သူ့ရဲ့ရည်ရွယ်ချက်စန္ဒတွေဟောတာတွေကပေါင်းစပ်လိုက်တာ ပေါင်းစပ်ပြီးတော့သူဆူတောင်းလိုက်တာမြတ်စွာဘုရားကအနာဂတန်သညာနဲ့ကြီးလိုက်တယ်ဒီမျိုးသမီးလေးရဲ့ဒီကနေ့လှုပ်ပြီးတော့ကုသကောင်းမှုလှုပ်ပြီးတော့ဆူတောင်းတာဟာအောင်မြင်မှုရှိမရှိဆိုပြီးတော့ကြည့်ကြီးလိုက်တဲ့အခါကျတော့ကဘာတသိန်းလွန်သွားတဲ့အခါမှာ ကဘာတသိန်းလို့ဆိုရင်သူ့ဆန္ဒဟာကြည့်အမတန်ရှိလျားတဲ့ခရီးကိုလျှောက်လန်းရမှာပျောက်သွားမှာမဟုတ်ဘူးကွခုခေတ်နဲ့ပြောမယ်ဆိုတော့ online ပေါ့ဟုတ်ကဲ့လားဒီစေတနာစွမ်းအားတွေဆန္ဒစွမ်းအားတွေက online ဖြစ်သွားတာဘလောက်ကြာကဘာတသိန်းကြာကဘာတသိန်းဆိုတော့ထပ်ထပ်ဖြစ်နေမဲ့စွမ်းအားတွေကိုကြည့်အောင်ပေါ့ ထမဆုံးစဖြစ်တဲ့စွမ်းအားတဲ့နောက်ဆုံးအချိန်ချင်းအထက်ထက်ထပ်ပြီးတော့ဖြစ်နေမဲ့စွမ်းအားတွေဘောက်များလာမဲ့ဆိုတာစဉ်းစားသာကြည့်ပေါ့တခါတည်းနဲ့ဖြစ်သွားတဲ့လူမအောင်မေ့လေနဲ့နော်အေးကဘာတသိန်းလွန်လို့